ပြခဲ့တယ်ဒီမှာနော်ဒါဦးနိုင်ရဲ့မန်ဘာအကောင့်မှာရှင်းပြခဲ့တယ်ဟာပေါ့နော်သူကလီလီကူအာကြပြီးမှာ669အာထိုးရမယ်ဆိုပြီးတော့ပြပေးခဲ့တယ်တို့တော့သူက669ထွက်သွားတဲ့အတွက်ကိုလီလီကူကြိုက်တဲ့မိတ်ဆွေတွေဒီဘွဲမှာလည်းထိုးလို့ရတယ်ပေါ့နော်ကြိုက်တဲ့မိတ်ဆွေတွေထိုးလို့ရအောင်ဒါဦးနိုင်ကလူလေးဆောင်ရင်လည်းပြပေးမယ်နော်ဒီ၃လုံးပေါင်းခွန်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 ခွန်ဖြစ်ရှင်၄မျိုးကစားတယ်ဒီ၃လုံးပေါင်း6က6ထည့်လို့လန့်ထည့်ဒုတိယကမှလည်းအဲ့လိုပဲ၃လုံးပေါင်းခွန်ခွန်ဖြစ်ရှင်၄မျိုးကစားတယ် ဒီ၃လုံး၆ကို၆ထိပ်လို့နှံ့တယ်တတိယကလည်းအဲ့လိုပဲ၃လုံးပေါင်း9ဒီ၄မျိုးကစားတယ်၃လုံးပေါင်း6က6ထိပ်လို့ကစားတယ်ဒါကတိုင်မင်ကိုတင်လိုက်တာတင်လိုက်တော့သူကပထမဦးဆုံးဘာအလုပ်လုပ်ရမလဲဆိုတော့ဒီ၃လုံးပေါင်း6က6ထိပ်လို့ကစားတဲ့အတွက်အဲ့ဒီနှစ်ထဲကနော်အဲ့ဒီနှစ်ထဲမှာနောက်ထောင်၃လုံး6လို့ဖြစ်တယ်ဒီကနန်းဒီနော်တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်မြောက်ထဲမှာဒီမှာထွက်မှာဒုတိယကလည်းအဲ့လိုပဲဒီ၃လုံးပေါင်း6က6ထိပ်လို့ကစားလို့ဒီနှစ်ထဲကနောက်ထောင်၃လုံးပေါင်းရင်း နော်6 6လို့ဖြစ်တဲ့ကဏ္ဍ435ဆိုတဲ့ကဏ္ဍဒီတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်ထဲမှာဒီမှာလိုက်ထွက်မှာနော်အဲ့ဒီတော့ဒီတတိယကတ်မှာလည်းဒီသုံးလုံးပေါင်း6 6ထိပ်လို့ဖြစ်တယ်အဲ့ဒီလို့ဖြစ်လိုက်လို့မို့ဒီသုံးလုံးပေါင်း6လို့ဖြစ်တဲ့နှစ်သေးကနော်6လို့ဖြစ်တဲ့နှစ်သေးကနောက်ထောင်သုံးလုံးပေါင်းရင်6လို့ဖြစ်တယ်ဒီ2 5 8ဆိုတဲ့ကဏ္ဍဒီတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်ထဲမှာ8 9နှစ်လို့သူထွက်သွားတယ်အဲ့ဒီကထွက်ပြီးကနေကမဟုတ်နိုင်က ဒီလေးလေးကိုဩခဲ့တယ်ဗောနော်လေးလေးကိုဩခဲ့တယ်အဲ့လိုထွက်ပြီးတာနဲ့သူကဒီသုံးလုံးပေါင်းခွန်းလို့ဖြစ်လာရဲ့ဒီဘက်နှစ်မှာတင်ငါးလေးဆိုတဲ့ကဏ္ဍသုံးလုံးပတ်လေခွေတယ်ခွေပြီးတော့ဒီကဏ္ဍလေးလုံးပေါင်းကြီးရှစ်လို့ပုံပြီးကစားတယ်ကစားပြီးတော့ဒီ6တိ6ဆိုတဲ့ကဏ္ဍဒီအဲ့လေးငါးနှစ်ထွက်တဲ့နေ့ထဲမှာ6 6တိလို့အရင်ထွက်မယ်သူထွက်ပြီးတော့မှသူ့ရဲ့နောက်တဲ့နှစ်မှာခွန်းတုံညနှလုံးပေါင်းခွန်းခွန်းပတိနှလုံးပေါင်းခွန်းလို့ထောက်ပြီးတော့သူ့ရဲ့တပွဲကျော်ဟာ 65လေးဆိုတဲ့ကဏ္ဍဒီသူ့ရအောက်ကိုဆက်ထွက်တယ်သူကနှစ်သီးသားထွက်တာပေါ့နော်နှစ်သီးသားထွက်တယ်အဒုတိယကံကလည်းအဲ့ဒီလိုပဲဒီသုံးလုံးပေါင်းခွန်လို့ဖြစ်ပြီလို့ဒီဘက်နှစ်မှာ9 1လေးလို့ခွေတယ်လေးလုံးပေါင်းချင်း8လို့ဖြစ်တယ်9ခွန်8ဆိုတဲ့ကဏ္ဍဒီအဲ့ဒီနှစ်ထဲမှာပဲ9ခွန်8လို့လိုက်ထွက်တယ်ထွက်ပြီးလာနေသူ့ရနောက်တဲ့နှစ်မှာခွန်3ညနှက်ခတ်ထောက်တယ်ခွန်ပရိတ်လို့ရိုက်တယ်ဒီနှလုံးခွန်လို့ဖြစ်ပြီးတော့သူ့ရတပွဲကျော်က9ခွန်2ဆိုတဲ့ကဏ္ဍဒီသူ့အောက်ကိုနှစ်သီးသားဖြစ်နေလိုက်ထွက်တယ် ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီတတိယအကန့်မှာလေအဲ့ဒီလိုပဲဒီသုံးလုံးပေါင်းခွန်လို့ဖြစ်ခဲ့လို့ဒီဘက်နှစ်မှာနော်ဒီဘက်နှစ်မှာ9 1 4လို့သူခွေတယ်ခွေပြီးတော့ဒီ၄လုံးပေါင်းကြီးကလည်း၈လို့ဖြစ်တယ်ဖြစ်တော့သူ့ဘေးမှာရှိတဲ့၄ကို၄ဆိုတဲ့ကဏ္ဍဒီဒီရှင်း9နှစ်ကြာပြီးတော့၄ကို၄ဆိုတဲ့ကဏ္ဍကအရင်ထွက်ရမှာအဲ့ဒီ၄ကို၄လို့ထွက်ပြီးတာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာခွန်၃ညနက်ခတ်ထောက်တယ်ခွန်ပရိတ်လို့ရိုက်တယ်ဒီနှလုံးခွန်လို့ဖြစ်ပြီးသူ့ရဲ့တပွဲတော်မှာရှိတယ်၆69ဆိုတဲ့ကဏ္ဍဒီ၄ကို၄ပတ်လေထွက်ပြီးတာနဲ့669ကနှစ်သီးသားလိုက်ထွက်မယ်ဆိုပြီးတော့မမ္မာအောက်ထဲမှာတေချာရှင်းပြခဲ့ နော်တေချာကိုရှင်းပြပါဗျာအဲ့လေးလေးကိုဆိုတဲ့ကဏ္ဍဒီနော်16ချိန်မှာဒါဥနိုင်ငံ organ ဖြစ်နေကစားတာ16ချိန်မှာလေးလေးကိုပတ်လဲထွက်လို့ရင်ဒါ669က18ချိန်မှာထိုးမယ်ဆိုပြီးတော့တေချာရှင်းပြကြတော့အခုတော့သူကဗျောင်းမြန်ကြီးလုတ်သွားတယ်အဲ့တော့ဥနိုင်ရဲ့မမအဖွဲ့ဝင်မိတ်ဆွေတွေရောဥနိုင်ကိုအမြဲတမ်းအားပေးနေတဲ့နော်အမကန်ဖန်တွေရောအခုသူကတော့ဗျောင်းမြန်ကြီးထွက်သွားတယ်အဲလေးလေးကိုဆိုတဲ့ကဏ္ဍဒီ669ထွက်ပြီးတော့ဆက်ပြီးထွက်မယ်ဆိုရင်ကြိုက်တဲ့မိတ်ဆွေတွေထည့်ထိုးလိုက်ပါမကြိုက်တဲ့မိတ်ဆွေတွေကတော့မထိုးနဲ့ပေါ့ဗျာ တကယ်၍နော်သူ့ရဲ့စနစ်အရာဖြစ်စဉ်အရာကသူ့ရဲ့စနစ်အရာဖြစ်စဉ်အရာကဒီခွန်တုံညာနက်ခတ်ထောက်တယ်ခွန်ပရိထောက်တယ်ဒီနှလုံးခွန်လို့ထောက်ပြန်တယ်သူ့ရဲ့တပွဲကျော်ဟာ6 5လေးဆိုတဲ့ကဏ္ဍပတ်လေဒီမှာထွက်ခဲ့တယ်လို့နော်ဒီ9လေး1ဆိုတဲ့ကဏ္ဍသုံးလုံးခွေတယ်၄လုံးပေါင်းချင်း၈လို့ဖြစ်လို့ဒီ6 6 6.6ဆိုတဲ့ကဏ္ဍကလည်းဒီမှာထွက်ခဲ့တဲ့ဆိုရင်ဒါတော့မွေးကဏ္ဍဖြစ်နေယူမယ်ဆိုရင်လည်းရတယ်အဲ့တော့ဒီအချိန်မကြိုက်တဲ့မိတ်ဆွေတွေကတခြားအချိန်ကြီးကြတော့ထိုးလိုက်ပေါ့ဗျာနော်နော်ဒီမွေးဆိုင်လေးပေါ့ဒီစနစ်ထဲကနေပြီးတော့ ့863 694 1462เนาะဒါလွန်ခဲ့တဲ့တပတ်ကျော်လောက်ကဥနဲ့ပြခဲ့တယ်အဲလီလီကိုကြိုက်တဲ့မိတ်ဆွေတွေကတော့ထည့်ထူလိုက်ပေါ့เนาะဒီပွဲမှာဒါဥနဲ့ရဲ့ member ကအဲထဲမှာလီလီကိုဆိုတဲ့ကဏန်းကိုတော့ထည့်မထားဘူးဒီ683ဆိုတဲ့ကဏန်းလေးကိုတော့ဒါဥနဲ့ထည့်ပေးထားတယ်เนาะအဲလီလီကိုကြိုက်တဲ့မိတ်ဆွေလေးလေးထူလိုက်ပေါ့เนาะဒီကောင်းပြီအခုဒီ line လေးကလိုလေးပေါ့ဒါသုံးကတ်စီလေးသုံးကတ်စီလေးကိုဒါဥနဲ့ကကစားပြမှာဖြစ်တယ်เนาะကစားပြမှာဖြစ်တယ်အဲ့တော့ဒီခု696ထွက်သွားတာဒီ ဦးနန်တို့အမြဲတမ်းကစားနေကြကစားကွက်ပေါ့အကွက်ရှိကစားတယ်ဆိုတော့ तू ကမလာခြင်းလည်းတလုံးမှမတူ तू ကလာပြီဆိုရင်လည်းဒီကနေ့ကဒီအကွက်ကဒီနေ့ထဲကိုရွှေ့ကိုရွှေ့ရမယ်ဆိုရင်လုံးဝကိုမြင်းလို့မရအောင်ကိုတည့်တယ်မှမှရွှေ့တယ်နော်ဒီဒါတရကလေးတွေပြောပြတာပေါ့နော်ဒါ6 6ဆိုတဲ့ကနေ့ကဒီအကွက်ရှိဖြစ်နေထွက်တယ်အဲ့တော့အဲ့လိုအကွက်ရှိကနေ့ကိုဦးနိုင်ကအချိန်တိုင်းကစားတယ်ကစားတယ်ဆိုတာကလွဲရင်လည်းအကုန်လွဲလာရင်လည်းပြေးလို့ကိုမရအောင်လွတ်မလွတ်တော့ဘူးပေါ့နော်ပေါ့မှာပြေးကြတယ် เนาะအဲ့တော့အခုပြမှာကစနစ်တစ်ခုကို frame တည်ပြီးတော့လုံးကောက်စနစ်နဲ့နဲ့ကစားပြမယ်ပေါ့เนาะလုံးကောက်စနစ်နဲ့နဲ့ကစားပြမယ်အဲ့တော့ဒီမှာဥနယ်တို့နှစ်ဦးမှာ၃ပြည့်လို့ရိုက်တယ်၃ပြည့်လို့ရိုက်ပြီးတော့ねတနည်း၂နှစ်၃နှစ်၄နှစ်၅နှစ်ချားပြီးတော့၃နှစ်နှစ်က၅ပြည့်လို့ရိုက်တယ်တစ်ခါနဲ့၅ပြည့်ရိုက်တယ်တစ်ခါနဲ့၅ပြည့်ရိုက်ပြီးတော့ねနောက်တစ်နှစ်မှာခွန်ခါနောက်တစ်နှစ်မှာ၃ချိန်မှာခွန်ပြည့် ဲ့မှာကစားတယ်ဒုတိယတစ်ခါ၃ပတိလို့ရိုက်တယ်၅နှစ်ကြားတယ်တိခါနဲ့၅ပတိခွန်ခါခွန်ပတိနော်ဒီခါကြားထဲမှာ၃ပတိလို့ရိုက်တယ်၅နှစ်ကြားတယ်တိခါနဲ့၅ပတိခွန်ခါနောက်တစ်နှစ်မှာ၃ချိန်မှာခွန်ပတိလို့ရိုက်တယ်ရိုက်တော့ပထမဦးဆုံးဒီ၃ပတိလို့ရိုက်တာရဲ့အောက်ကဒီကနန်းဒီအဲ့ဒီနှစ်ထဲမှာအဲ့ဒီကနန်းဒီအဲ့ဒီနှစ်ထဲမှာပြန်ကြအဖြစ်နဲ့ကစားတယ် မကစားတယ်နော်အဲ့တော့ဒီ၃ပရိရဲ့အောက်ကဒီကဏ္ဍကလည်းအဲ့ဒီနှစ်ထဲမှာပြန်ကြအဖြစ်နဲ့ကစားတယ်နော်ဒီ၃ပရိရဲ့အောက်ကဒီကဏ္ဍကလည်းအဲ့ဒီနှစ်ထဲမှာပြန်ကြအဖြစ်နဲ့ကစားခဲ့တယ်ပေါ့နော်ပြန်ကောင်းပြီအဲ့ဒီလိုတွေကစားခဲ့ပြီးတာနဲ့သူနဲ့တိုင်ပင်အကွာဝေးအတူတူမှာဒီမှာခွန်းဒီမှာလေဒီနေရာမှာတုံညာလို့လှန့်ချက်ခွန်းတုံညာလေးလို့သုံးလုံးလှန့်ခွေတယ်အဲ့ဒီကနေပြီးတော့သူနဲ့တိုင်ပင်အကွာဝေးတူတူမှာဒီမှာခွန်းဒီမှာလေဒီမှာတုံညလို့ခွန်းတုံညခွန်းလေးတုံညလို့လှန့်ထည့်တယ် အဲ့ဒီကနေပြီးတော့တိုင်မင်ကွာဝေးအတူတူမှာဒီမှာခွန်ဒီမှာလေးဒီမှာတုံညာတော့သူကလှမ်းပြီးထည့်လိုက်နော်အဲ့ဒီလိုထည့်ပြီးတာနဲ့ဒီလေးလို့ပိတ်ပြီးတာနဲ့သူ့ရဲ့ဒီဘက်နှစ်ကွာဝေးအတူတူမှာသုံးပရိတ်လို့ရိုက်တယ်သုံးပရိတ်လို့ရိုက်ပြီးတာနဲ့ဒီသုံးလုံး၉ကဒီသုံးလုံး၉လို့လန့်ထည့်တယ်နော်ဒုတိယကမှလည်းဒီလေးလို့ပိတ်တဲ့သူ့ရဲ့ဒီဘက်နှစ်16ကြိမ်ပါလေသုံးပရိတ်လို့လန့်ထည့်တယ်ဒီသုံးလုံး၉ကဒီသုံးလုံး၉လို့ပြန်ထည့်နော်ခုတတိယကမှလည်းလေးလို့ပိတ်တာရဲ့ဒီဘက်နှစ်ပါသုံးပရိတ်လို့လန့်ထည့်တယ် ီသုံးလုံးကိုးကိုလေဒီသုံးလုံးကိုးလို့သူကပြန်ထည့်တယ်အဲ့တော့ဒါ frame ကိုတည့်လိုက်တာတည့်လိုက်တော့ကောင်းပြီအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့เนาะအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ပထမဖြစ်စဉ်မှာတော့ဥနေတို့ဒါ timing ကို delay လိုက်တယ်အကုန်လုံးသူကလုံးဝပါစီကစားခဲ့ပြီကစားခဲ့တော့ဒီ၃ပိတ်ကိုဒီလိုကိုးဒီလိုကိုးလို့ဖြစ်တော့ဒီနေရာမှာရှင်းနောက်ပိတ်เนาะရှင်းနောက်ပိတ်ရဲ့သူနဲ့ timing กว่าဝဲတူတူဒီမှာကိုးခါရယ်เนาะသူနဲ့ timing กว่าဝဲတူတူဒီမှာတင့်နောက်ပိတ်ဒီခွန်ရဲ့ဇောင်းမှာတစ်ပိတ်တယ်ဒီ6ရဲ့တပွဲကျော်မှာကိုးခါတယ် ဒီ၃လုံး၉ရအောင်မှာရှစ်ပိတ်တယ်အဲ့တော့ဒီရှစ်၉တိဆိုတဲ့ကဏ္ဍပတ်လေဒီဒီခွန်ပရိတ်လို့ကြားတဲ့နေ့ထဲမှာရှစ်၉တိဆိုတဲ့ကဏ္ဍပတ်လေဒီမှာကြားတယ်နော်သူကြားတော့မယ့်အချိန်မှာဘယ်ဘလို့ပုံစံမျိုးနဲ့ကြားမှာလဲဆိုတော့ဒီ၃လုံးပေါင်းခြင်း၅ပရိတ်၅လို့လှမ်းထည့်တယ်အဲ့ဒီ၅ဒီဒီနေရာမှာ၅ထည့်လို့ရိုက်တယ်ရိုက်ပြီးတော့မှအဲ့ဒီ၅ကိုဒီ၃လုံး၅လို့ထည့်ပြီးတော့မှ၅ဖြစ်ခြင်း၄မျိုးခွေပြီးတော့မှ၈၁၉ဆိုတဲ့လုံးကောက်စနစ်နဲ့ဒီနေရာလေးကိုကစားတယ် သူမကစားခင်မှာသူ့ရဲ့အပေါ်မှာကိုးထိတ်လို့ကစားခဲ့မယ်ဒီမှာအဘူးခွားလို့ကစားခဲ့မယ်ဒါကြရှုံမှသူ့လိုထည့်မယ်လို့ရတယ်နောက်ထပ်တောက်တရအများကြီးရှိသေးတယ်เนาะအဲ့တော့ကောင်းတယ်ပေါ့ဒုတိယကမှလည်းအဲ့လိုပဲသုံးပရေဒီလိုကိုးဒီလိုကိုးလို့ဖြစ်တဲ့အောက်မှာဒီမှာရှစ်လို့ပိတ်တယ်ဒီ6ရဲ့တပွဲကျော်မှာကိုးခါလို့ဖြစ်တယ်เนาะဒီခွန်ရဲ့ဒီဆောင်မှာတစ်လို့ပိတ်တယ်တစ်ကိုးရှစ်ဆိုကနန်း၃လုံးပတ်လေကဒီခွန်ပရေလို့ကြားတဲ့နေ့ထဲမှာပဲတစ်ကိုးရှစ်ဆိုတဲ့ကနန်းပတ်လေဒီမှာလာကြတယ်သူကြောင်းတော့မဲ့အချိန်မှာ ပထမကံမှာ9လို့ဖြစ်တော့ဒုတိယကံမှာဒီ3လုံး6က6ပရိတ်လို့ရိုက်တယ်အဲ့ဒီ6ဒီ6ထိတ်လို့ရိုက်တယ်ရိုက်ပြီးတော့မှဒီ3လုံး6လို့ခွေပြီးတော့မှသူ့ရဲ့ဆောင်6ဖြစ်ခြင်း၄မျိုးခွေပြီးတော့မှဒီမှာရိုက်တယ်အဲ့လိုရိုက်ပြီးတော့မှဒီမှာ6ထိတ်လို့ပုံတွေထောက်တယ်ထောက်ပြီးတော့မှသူ့အောင်မှအပူခွာလို့ရိုက်တယ်เนาะအများကြီးပဲအဲ့တော့ကောင်းပြီဒါဆိုရင်ဦးနဲ့တို့ဒီတတိယအကံမှာเนาะ3ပရိတ်လို့လည်းထောက်တယ်ဒီလို6ဒီလို6လို့လည်းကစားတယ်သူ့ရဲ့အောင်မှ၈နောက်ပိတ်လို့ကစားတယ်6ခါရဲ့တပွဲကျော်မှ6ခါလို့ရိုက်တယ်ဒီခွန်ရဲ့ဒီဆောင်မှ1ပိတ်လို့ရိုက်တယ်အဲ့တော့ ရှစ်ရက်ကိုးရက်တည့်ရက်ရှစ်ကိုးတည့်ဆိုတဲ့ကဏ္ဍဒီဒီခွန်ပရိတ်လို့ကြားတယ်နှစ်ထဲနော်2000နဲ့2000နဲ့ဟိုကကြာမှာပေါ့ခုနေ25ခုနေကြာမှာပေါ့နော်အဲ့တော့2020နဲ့5ခုနေထဲမှာအဲ့လုံးပေါက်1089ဆိုတဲ့ကဏ္ဍလေးဟာဒီနေရာလေးကိုဦးနိုင်ကကြာနေတာ ကြာကျင်တော့ပထမကတ်မှာ9ဒုတိယကတ်မှာ6ခုတတိယကတ်မှာဒီသုံးလုံးပေါင်းချင်းခွန်ကိုဗရိတ်ခွန်လို့ရိုက်တယ်အဲ့ဒီခွန်ကလည်းခွန်ထိတ်လို့ရိုက်တယ်ရိုက်ပြီးတော့မှဒီသုံးလုံးခွန်လို့ဖြစ်တဲ့အတွက်ဒီနေရာလေးမှာ1968ဆိုတဲ့ကနံပါတ်လဲကြာကျင်တာသူမကြခင်မှာဒီနေရာလေးမှာလဲ6ထိတ်လို့ပုံစံထောက်တယ်သူ့အောက်မှာလဲအပူးခွားလို့ရိုက်တယ်ရိုက်ပြီးတော့မှဒါကြာကျင်တာဆိုတော့အင်မတန်ကောင်းပါလေပေါ့နော်အဲ့ဦးနိုင်ကတော့ဒီ6ထိတ်ရှိလို့ပဲအဆင်ပြေတယ်လို့နေရာလေးကိုရွေးပေးထားတယ်ကြိုက်တဲ့မိတ်ဆွေတွေကအာပြီးထိုးလိုက်ပေါ့နော် ်ပထမအကတ်မှာဖြစ်စဉ်ဒီအားလုံးကိုတည်လိုက်တယ်ဒီမှာ8 9 1ဆိုတဲ့လုံးကောက်ကဏ္ဍလေးဒီမှာကြာတော့မယ့်အချိန်မှာ၃လုံးပေါင်း၅ဗရိတ်၅၅ထိပ်၄လုံး၅လို့ဖြစ်တာရဲ့တောင်းကိုထွက်တယ်ဒုတိယအကတ်မှာလည်း8 9 1လို့ခွေတဲ့ကဏ္ဍဒီဒီနေရာလေးကိုကြာမယ့်အချိန်မှာ၃လုံးပေါင်း၆ဗရိတ်၆၆ထိပ်၃လုံး၆လို့ဖြစ်ပြီးတော့မှဒီဆောင်းကိုထွက်တယ်ခုတတိယအကတ်မှာ8 9 1လို့ခွေလိုက်တဲ့ကဏ္ဍလေးဒီဒီနန်းလေးမှာပထမ၅ဒုတိယ၆တတိယဒီ၃လုံးကခွန်ဗရိတ်ခွန်ခွန်ထိပ်၃လုံးပေါင်းခွန်လို့ဖြစ်လာရဲ့ဒီဆောင်းမှာ ကြာကျင်တာပေါ့နော်ဒါလုံကောက်စနစ်နဲ့ကစားပြတဲ့အတွက်ကိုကြိုက်တဲ့မိတ်ဆွေကအာပြီးတော့ထိုးလိုက်မကြိုက်တဲ့မိတ်ဆွေကကိုနေရအထိုင်ကိုအဆင်ပြေလို့ဒါရွေးထိုးလိုက်ပေါ့ဗျာနော်ဒါဥနိုင်ကတော့ဒီပွဲမှာဒါအကွက်ရွှေစနစ်နဲ့ပြမပြီးတော့ပဲနဲ့လုံကောက်စနစ်နဲ့ကစားတဲ့မူလေးတွေကိုဒါပြပေးတာဖြစ်တယ်နော်အကျင်ကြီးလေးနဲ့ကစားမယ့်စက်ကလေးပေါ့နော်နှစ်လို့ဒါ၁၀ချိန်မှာအော်ဂနန်ထုတ်ခဲ့တဲ့ကဏ္ဍလေးပေါ့နော်၁၀ချိန်မှာ၁၀ချိန်မှာဒီကဏ္ဍကို လုံးဝ ောခဲ့တယ်သို့တော့ तू อ่ะချင်းမှာမာယာများတယ်ဆိုတဲ့အတိုင်းပေါ့နော် तू อ่ะမာယာများတယ်စေချိန်မှာမပြီးချိန်မင်းနဲ့မပြီးဘဲနဲ့ဒါအချိန်၃၀ကိုဒါပြီးချိန်လို့မို့စောင့်မြန်နေသလားပေါ့နော်အဲ့တော့ကောင်းပြီအခုဒါလေးကစနေစီလိုင်းလေးခေါ်တာပေါ့နော်ဒီသုံးလုံးပေါင်းရင်ကိုကိုဒီနှလုံးကိုလို့ထည့်ကိုပါပါ၄ပြိတ်လို့ထည့်ထည့်ပြီးတော့မှဒီသုံးလုံးတုံညကိုဒီနှလုံးတုံညလို့ထည့်ကြံတဲ့အထောက်တောက်တွေအကုန်လုံးဖြုတ်ထားကြတယ်နော်ရှင်းရှင်းလင်းလင်းလေးမြင်အောင်လို့ပေါ့ ဒုတိယကတ်မှာလည်းအဲ့လိုပဲဒီသုံးလုံးပေါင်း၉ကိုဒီနှလုံး၉တယ်၉ပါပါ၄ပလိတ်လို့ထည့်တယ်ဒီသုံးလုံး၃ညောက်ဒီနှလုံး၃ညောက်လို့ထည့်တတိယကတ်မှာလည်းအဲ့လိုပဲဒီသုံးလုံး၉ကိုဒီနှလုံး၉လို့ကစားတယ်သူ့ရဲ့နောက်တစ်နှစ်မှာ၄ပလိတ်လို့ရိုက်တယ်ဒီသုံးလုံးပေါင်း၃ညောက်ကိုဒီနှလုံး၃ညောက်လို့သူထည့်တယ်ဒါတိုင်ပင်ကိုဦးနဲ့ကတည်လိုက်တာနော်၉၄၄၃ညောက်၄ဖြစ်စဉ်ကိုတိုင်တည်လိုက်တာတည်လိုက်တော့ကောင်းပြီဒါဆိုရင်လုံးကောက်စနစ်နဲ့တို့ကဘယ်လိုယူမှာလဲနော်လုံးကောက်စနစ်ရဲ့ဘယ်လိုယူမှာလဲဆိုတော့ကောင်းပြီဒီသုံးလုံး၉လို့ဖြစ်လာရဲ့ဘေးမှာဒီမှာနှစ်ထိပ်၃ခါ နှစ်ထိပ်သုံးခါလို့ဖြစ်ပြတာ ਨੇ နော်ဒီနှလုံး30လို့ဖြစ်တဲ့နှစ်ထဲမှာဆက်တဲ့ချိန်မှာခွန်ခါနှစ်3ခွန်ဆိုပြီးတော့တစ်ချက်ထည့်လိုက်တယ်ဒုတိယကမ္ဘာလည်းအဲ့လိုပဲဒီတောင်းလုံး6လို့ဖြစ်တဲ့ရဲ့ဘေးမှာ3ထိပ်နှစ်ခါ3ထိပ်နှစ်ခါကိုမှဒီနှလုံးပေါင်း30လို့ဖြစ်တာရဲ့နှစ်ထဲမှာဆက်တဲ့ချိန်မှာခွန်ခါအဲ့တော့3နှစ်ခွန်လို့ပဲသူကပြန်ထည့်တယ်တတိယကမ္ဘာလည်းအဲ့လိုပဲဒီတောင်းလုံး6လို့ဖြစ်တဲ့ရဲ့ဘေးမှာနှစ်ထိပ်3ခါ23အတွဲကိုဒီနှလုံးပေါင်း30လို့ဖြစ်တာရဲ့ နှစ်ထဲဆက်တဲ့ချိန်မှာခွန်ခါလို့ပြန်ထည့်တယ်အဲ့တော့နှစ်သုံးခွန်လို့ပဲသူပြန်ထည့်တယ်နော်ကောင်းပြီဒါဆိုရင်ဒီပထမအကန့်မှာနှစ်သုံးခွန်လို့ဒီလိုထည့်လိုက်တော့အဲ့ဒီနေရာနဲ့ပြီးသလားဆိုတော့မပြီးဘူးညာအဲ့ဒီနှစ်သုံးခွန်လို့အဲ့လိုထည့်ပြီးတာနဲ့ဒီနှစ်ထဲမှာတခါအောက်မှာ73ချိန်73ချိန်မှာ3ထိပ်တင်း1 3 4ပင်ကြော်လိုက်တော့နှစ်ပိတ်နော်သူ့ရဲ့နောက်တစ်နှစ်မှာတင်း1 3 4ပင်မှာခွန်ထိပ်3နှစ်ခွန်လို့ပြန်ထည့်တယ် ကောင်းပြီဒါဆိုရင်ဒီမှာလည်းအဲ့လိုပဲ၃နှစ်ခွန်းလို့ဒီမှာထည့်ပြတာ ਨੇ တခါ73ချိန်မှာ၃ထိပ်1နှစ်3 4ပင်ကျော်လိုက်တော့2ပိတ်နော်သူကနောက်တနေ့1နှစ်3 4ပင်မှာခွန်းထိပ်ဆိုတော့၃နှစ်ခွန်းလို့ပဲသူကပြန်ထည့်တယ်ဟုတ်ပြီဒါဆိုရင်ဒီမှာလည်း2ရယ်3ရယ်ခွန်းရယ်2 3ခွန်းလို့ဖြစ်တယ်ဖြစ်တော့အဲ့ဒီနှစ်ထဲမှာ73ချိန်မှာ2ထိပ်1နှစ်3 4ပင်ကျော်တော့3အပိတ်နော်1နှစ်3 4ပင်မှာခွန်းထိပ်2 3ခွန်းလို့ပဲသူကပြန်ထည့်တယ် တော့တက်ချက်ထည့်တာပေါ့နော်ကောင်းပြီအဲ့တော့အဲ့ဒီ2 3ခွန်ကိုဒီမှာ3 2ခွန်လို့ထည့်တဲ့အတွက်ဒီ9ဆွန်းတဲ့ဂုဏ်နေထဲမှာအဲ့ဒီ2 3ခွန်ဆိုတဲ့ကဏ္ဍဒီရာထွက်တယ်ထွက်တော့မဲ့ချိန်မှာဒီနေရာမှာရှင်းနှလုံးပေါင်း4လို့ထောက်ပြီးတော့ထွက်တယ်ဒုတိယကမ်းမှာလည်းအဲ့လိုပဲ3 2ခွန်လို့ထည့်ပြီးတော့3 2ခွန်လို့ပြန်ထည့်လိုက်တဲ့အတွက်9ဆွန်းတဲ့ဂုဏ်နေထဲမှာ2 3ခွန်ဆိုတဲ့ကဏ္ဍပါလေထွက်တယ်အဲ့ဒီနေရာမှာရှင်းနှလုံးပေါင်းဒီ4လို့ထောက်တာ ခုတတိယကံမှာ2 3000လို့ထည့်ပြီးじゃねဒီမှာလည်း2 3000လို့ပြန်ထည့်လိုက်တဲ့အတွက်ငါးဆွန်းတဲ့ခုနှစ်မှာဒါဒီနေရာလေးမှာ2 3000ဆိုတဲ့ကဏ္ဍဒီရှင်းနေလုံးပေါင်း၄လို့လည်းထောက်ထားတယ်ဒီနေရာလေးကိုထိုးချင်တာအကယ်၍အဲ့မှာမပေးရင်ကတော့ဒီမှာနှလုံးပေါင်း၄လို့ထောက်တယ်ဒီဒီချိန်ပဲကျန်တော့တာပေါ့နော်ဒါမှမဟုတ်သူကအချိန်ရောပါတယ်နော်အဲ့တော့ဆယ်ချိန်မှာဥနိုင်တို့ထိုးခဲ့တာဒီဘာကြောင့်ထိုးခဲ့လဲအဲ့တော့ကောင်းပြီဒီမှာဒီ3နှစ်ခွန်းလို့ထောက်လိုက်တဲ့အချိန်မှာဒီမှာခွန်ထိတ်ဒီခွန်ထိတ်ကြောင့်ဒီထိတ်စီ3လုံး6နဲ့တင်းအောင်ပိနေခွန်းလို့ဖြစ်လို့အဲ့3နှစ်ခွန်းဆိုတဲ့ကဏ္ဍဒီ တစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်၅ချိန်၆ချိန်ခုနှစ်ချိန်မှထွက်တာဒုတိယအကမှလည်းအဲ့လိုပဲဒီ၃နှစ်ခုဆိုတဲ့ကဏ္ဍဒီဒီမှာ၄ထိပ်အဲ့ဒီ၄ထိပ်ကြောင့်ဒီ၃လုံးနှစ်နဲ့နှစ်နောက်ပိတ်နဲ့၄လို့ဖြစ်လို့တစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်မှသူကလာထွက်တာဟုတ်ပြီဒါဆိုရင်ဒီမှာနှစ်၃ခုဆိုတဲ့ကဏ္ဍဒီဒီမှာတုံညာထိပ်အဲ့ဒီတုံညာထိပ်ကြောင့်ဒီ၃လုံးပေါင်းတုံညာဒီ၃လုံးပေါင်း၃နဲ့ဒီက9နောက်ပိတ်နဲ့တုံညာထိပ်ကြောင့်တုံညာလို့ဖြစ်လို့မို့အဲ့နှစ်၃ခုဆိုတဲ့ကဏ္ဍဒီ၁၀ချိန်မှပါအောကဏ္ဍဖြစ်နေကစားခဲ့တယ်မထွက်ခဲ့ဘူးဒါအခုအချိန်၂၀မှာ ထွက်ရှင်တာပေါ့နော်ဆယ်ချိန်မှာတော့ဥနဲ့တို့ဒါပန်တူတန် organ ဖြစ်နေကစားခဲ့တာဘာလို့လဲဆိုတော့အဲ့ဒီမှာ तू ကရှင်နှလုံးပေါင်း၄လို့ထောက်တဲ့အချိန်မှာ၄တုံညာ၃ပတ်လေဒီမှာရှင်နှလုံးပေါင်း၄လို့ထောက်တဲ့အချိန်မှာ၄တုံညာ၄ပတ်လေဒီမှာလည်းအဲ့လိုပဲဒီဒီဆယ်ချိန်မှာတော့ရှင်နှလုံးပေါင်း၄လို့တော့မထောက်ဘူး၄တုံညာ၅ပတ်လေလို့ तू ထောက်ထားခဲ့တယ်၄တုံညာ၃ပတ်လေ၄တုံညာ၄ပတ်လေ၄တုံညာ၅ပတ်လေလဲထောက်နေပြီအချိန်အပြင်လဲဆယ်ချိန်အချိန်နဲ့ဆယ်မှာထွက်ရမယ်ဆိုတော့ဆယ်ချိန်မှာမထွက်ခဲ့ဘူးအခုအချိန်နဲ့ဆယ်မှာကြတော့ရှင်ပေါင်း၄နဲ့ तू ကလာထောက်ပေးထားတယ်နော်ဒီခွန် ဒီ3လုံး6နဲ့1နဲ့9တော့9ချိန်မှာထွက်မယ်ခြေပေါင်းလေးထောက်တယ်ဒီ၄ဒီ3လုံး2နဲ့2နောက်ပိတ်နဲ့4လို့ဖြစ်လို့4ချိန်မှာထွက်မယ်ခြေပေါင်းလေးထောက်ပေးထားတယ်နော်အဲ့တော့ဒီ3ညဒီ3လုံး3နဲ့ဒီ9နဲ့3ညလို့ဖြစ်လို့10ချိန်မှာတော့မထွက်ခဲ့ဘူးအချိန်20မှာထောက်ဖို့အတွက်ကိုဒီနှလုံးပေါင်း4လို့ထောက်ပေးထားတယ်ပေါ့နော်ညအဲ့တော့ဦးနိုင်ကတော့နေရာထိုင်ကိုအဆင်ပြေတယ်လို့2 9 3လို့ပဲရေးပေးထားတယ်ကြိုက်တဲ့မိတ်ဆွေတွေအာပြီးတော့ထိုးလိုက်ပေါ့ဗျာမကြိုက်တဲ့မိတ်ဆွေတွေကတော့ကိုကြိုက်တယ်လို့ထိုးလိုက်ပေါ့ဗျာနော်